င်္ဂလာပါရှင်အခုကတော့၁၇လပိုင်း၁လလုံးအတွက်တလင်းလာသားသမီးများရဲ့အကန့်ကြမ္မာလေးကိုကျမကဟောပြောပြသွားမှာပါဒါကတော့အများအတွက်ကန့်ကြမ္မာဖြစ်တဲ့အတွက်ပေါ့နော်တူတူယောက်ချင်းစီနဲ့ကတ်ချင်လဲကိုက်မယ်မကတ်ချင်လဲမကိုက်ဘူးနော်ရေဘူးရအဟောလေးပဲဖြစ်ပါတယ်အဲ့တော့တလင်းလာသားသမီးဒီအားလုံးအတွက်ကိုပညာရေးလို့အရင်ပြောပြချင်ပါတယ်အမ်ဒီကလာမှာတလင်းလာသားသမီးလေးတွေပညာရေးနဲ့ပတ်သက်တဲ့ကလေးတွေအားကြတော့ပြောမယ်ဆိုရင် ကျူးစားမှုတွေကတော့အောင်မြင်မယ်ဒါပေမဲ့ဒီကာလမှာစိတ်တက်ကြတာစိတ်ပြင်းပန်းနေရဖြစ်တတ်တယ်ပေါ့နော်ဆက်ပြီးတော့မလုံချင်ဘူးကွယ်မလုံချင်ဘူးမလုံချင်တဲ့စိတ်မျိုးတွေပုံများနေတယ်တချို့ကလေးတွေကကြတော့လေနေရာတစ်ခုကိုအာဘယ်လိုပြောမလဲပညာရေးနဲ့ပတ်သက်ရင် တခုခုပေါ့နော်ကိုအနေထားတခုရရချင်တယ်တန်းတန်းမှဆိုလဲအစ်စ်တစ်စနစ်စစ်တော့အဲ့နေရာတွေမှာပဲကိုကအမြင်နေချင်တာအမြင်နေချင်တဲ့အတွက်ကိုမှလေရန်စိတ်ပင်ပန်းရတာမျိုးတွေရှိတယ်ဒါပေမဲ့ပြောချင်တာတခုကလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပဲနေပါအောင်မြင်မှုရှိရပါလိမ့်မယ်နော်အော်ငွေဘယ်လိုပြောမလဲပညာရေးကံကောင်းနေတယ်ပေါ့နော်ကောင်းနေတယ်အထူးသဖြင့်ပြောချင်တာတကူကတော့ဘာသာရေးလုပ်စီချင်တယ်ကွနော်ကလေးတွေဘာသာရေးလုပ်စီချင်တယ်အာကလေးတွေအတွက်ကိုကောင်းမွန်တဲ့အောင်မြင်မှုတွေရှိနေပါတယ်လို့ပြောချင်ပါတယ် တော့အိမ်တွင်းပေါ့နော်အိမ်တွင်းမှာဆိုရင်ကြတော့လေဘလို့ဖြစ်နေလဲဆိုရင်အိမ်ထဲမှာလေလူနဲ့စုပွဲနေတာမျိုးဖြစ်တတ်တယ်ပေါ့နော်သဘောထားမတူညီဘူးတယောက်ကဒီလိုဆိုတယောက်ကဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးလူနှစ်ယောက်ထဲနေတာတယောက်တစ်မျိုးဖြစ်တတ်တယ်တယောက်ထဲနေတာပေါ့တစ်ခါလေကြာရင်လေးစိတ်ကနှစ်စိတ်ဖြစ်နေတတ်တယ်တိလားဘလို့ဟာမျိုးလေးဖြစ်တယ်ပေါ့နော်အမြဲတမ်းနှစ်ခွနှစ်ခွလေးဖြစ်တတ်တယ်အမြဲမတူမှုလေးဖြစ်တယ်နေ तू ကပဲပြုတ်ကြိုက်တယ်ဆို तू ကနံပြကြိုက်တယ်အဲ့လိုဟာမျိုးလေးတွေဖြစ်နေတတ်တယ်ဘာရမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အရင်ပြဿနာကြီးကြီးကတော့မရှိပါဘူးပြဿနာကြီးကြီးမရှိဘူးအဲ့လိုပေါ့ဘိုးလူနေရဲ့အပြိုင်နေကြတယ်ဆိုတဲ့အနေထားပဲရရင် ူလောင်မှုတွေရှိနေတာတော့မဟုတ်ဘူးเนาะတခုရှိရယ်ပေါ့เนาะမိသားစုတွေချစ်ချစ်ကင်ကင်စောစောညီညီနဲ့တာပေါ့เนาะအတူတကွာဟိုပြော့ပြော့ရွှေရွှေနေမယ်ဆိုရင်ငွေကြေးတွေအများကြီးဝင်လာလိမ့်မယ်เนาะအားလေးတခုမှချင်ပါတယ်တော့ငွေကြေးကံလေးကိုပြောပြချင်တယ်ပေါ့เนาะငွေကြေးကံလေးကတော့တခုရှိရယ်เนาะလက်ထဲမှာတော့ရှိနေရယ်အထုံးနဲ့ထဲနဲ့ရဖို့ရှိလိမ့်မယ်အထုံးနဲ့ထဲနဲ့ရဖို့ရှိလိမ့်မယ်။လုပ်ချင်တဲ့လုပ်ငန်းသစ်တွေလုပ်လုပ်ဖို့ကြံစည်တာကသူတွေရှိရဲဆိုရင်လုပ်ငန်းသစ်တွေကိုရရတင်းတင်းလုပ်လို့ရတယ်နော်။အဆင်ပြေအောင်မြင်မယ် အနေထားတစ်ခုလို့ပြောလို့ရတယ်ငွေကြေးခံတဲ့ပတ်သက်လို့ဆိုရင်အထူးသဖြင့်ပေါ့နော်ဟိုပေါ့ဘယ်လိုပြောမလဲကိုမလည်းရှိရှိနေတဲ့အနေထားလေးကိုကျင့်တဲ့ပေးပါကိုမလည်းနောက်ထပ်ရလာစရာရှိရပေါ့နော်ဒါပေမဲ့ energy ရဆိုရင်ကိုကကိုကိုကိုရဲ့လက်ရှိရှိနေတဲ့အနေထားလေးကိုကိုကိုတိုင်းကျင့်နေနေမှဖြစ်မယ်ကျင်းနဲ့နေမှာကိုကိုနောက်ထပ်အခွင့်အလမ်းကောင်းနေရမယ်ကိုကအကြီးကြီးလိုချင်နေရအကြီးကြီးလိုချင်နေရအဲ့လိုအကြီးကြီးလိုချင်နေရဖြစ်တဲ့အတွက်ပေါ့နော်အကြီးကြီးတော့ရလာစရာရှိတယ်ဒါပေမဲ့ပြောချင်တဲ့တကူက လက်ရှိရှိနေတာကိုလည်းကျေးဇူးတင်ပေးပါလက်ရှိရှိနေတဲ့အပေါ်မှာစိတ်ပျော်ရွှင်မှုပြေထားပေးပါဒါဆိုကောင်းတဲ့ဟာတွေအများကြီးဖြစ်လာပါလိမ့်မယ်အလုတ်ခိုင်နဲ့ပတ်သက်တဲ့ကလေးရကြတော့ပျော်ရွှင်ရလိမ့်မယ်အလုတ်ထဲမှာအလုတ်နဲ့ပတ်သက်ပြီးတော့ဟို bonus ရတာတွေ့ ာနော်ငွေကြေးတွေဘယ်လိုပြောမလဲပို့ပြီးတော့ရလာလိမ့်မယ်အလုပ်ထဲမှာလည်းစိတ်ပျော်ရွှင်ရမယ်တကယ်လို့ခုချိန်မှာကြည့်နေတဲ့တနင်္လာသားသမီးအလုပ်ထဲမှာစိတ်ညစ်စရာစိတ်ပျက်စရာလေးအလုပ်ထဲမှာဖြည့်ရှင်းရမယ့်ပြဿနာလေးတွေရှိနေပြေလည်သွားပါလိမ့်မယ်အလုပ်ထဲမှာပျော်ရွှင်ရလိမ့်မယ်ဘောနပ်တွေရမယ်ငွေကြေးနဲ့ပတ်သက်တဲ့ဟာမျိုးလေးတွေအလုပ်ထဲမှာဖြစ်နေတယ်ဆိုရင်လည်းအဆင်ပြေသွားလိမ့်မယ်မပူပါနဲ့မပူပါနဲ့တကယ်ကိုအကောင်းဆုံးအနေထားကောင်းတစ်ခုကိုရလိမ့်မယ်လို့ပြောချင်တယ်အိမ်အောင်ရင်းမှာကြတော့ဘာဖြစ်နေလဲဆိုတဲ့အခါကြတော့ တစ်ဖက်သက်ကလေးတွေဖြစ်နေတယ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးရဖြစ်ဖြစ်ပေါ့နော်တစ်ဖက်သက်ဟိုအနာယူခြင်းနဲ့စိတ်တွေပူကြခြင်းနဲ့စိတ်တွေအတ္တကြီးခြင်းနဲ့စိတ်မျိုးလေးတွေဖြစ်နေတတ်တယ်ဟိုဘယ်လိုပြောမလဲတခြားလူအဆင်ပြေလာပြီးမှဒီကာလတွေမှာဘာဖြစ်လို့ဖြစ်မှန်းမသိဘူးတယောက်တည်းနေချင်တော့တာပေါ့နော်ဘဝမှာသူတို့တွေကိုပြစ်ပယ်ပြီးတော့ခါကြောက်တယောက်တည်းပဲနေချင်တော့တယ် ကိုဘလောက်ပဲပြစ်ဆက်ပြစ်ဆက်ခဲ့ပေါ့နော်ကို့အပေါ်မှာနားလည်မှုတွေမရှိကြဘူးကိုကိုတိုင်ကအမြဲတမ်းတကူကောင်းမဆန်ခဲ့ပေပဲပေါ့နော်ဒီအချိန်မှာတကူကောင်းဆန်တဲ့စိတ်မျိုးလေးတွေဖြစ်လာဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်လာပါလိမ့်မယ်နော်ဒါတွေကကြိုတင်ဟောကိန်းလေးတွေဆိုတော့လေအာဒါဒီဟာလေးတွေကရှေ့မှာဖြစ်လာမယ့်အရာလေးပေါ့နော်ဟိုတတိထားမယ့်အရာလေးတွေကကြတော့ဘလို့လဲဆိုအိမ်တော်ကြီးမှာသူများကလေဂျောင်းဝင်တက်တက်သိလားအချစ်ရေးလဲပါတယ်ပေါ့နော်အချစ်ဝေးရေးမှာဆိုရင်သူများကဂျောင်းဝင်ခလောက်တက်တယ်အဲ့ဒါလေးကိုလေတတိထားပေးပါနော်တတိထားပေးပါကို့ကိုမလို့ ဲ့သူတွေရှိရကိုကြာရှုံးမှုအိမ်တော်ကြီးမှလည်းအစ်မပြေရအချစ်ကြီးမှလည်းအစ်မပြေဖို့ရန်အတွက်ကိုဟိုတချို့လူတွေကလေအဲ့လိုမျိုးမျောလင့်နေရနော်အဲ့တော့သူများအကြိုက်ကိုမဖြစ်စေခြင်းဘူးအထုသဖြင့်တတိနဲ့ထားပြီးတော့ဆင်ကျင်စေခြင်းပါလေအဲ့တော့တမျက်နှာသားသမီးတွေလှူရမယ်လှူွယ်ကဒီတလာလုံးမှာပေါက်ပေါက်ဆုပ်လှူရမယ်ပေါက်ပေါက်ဆုပ်ပေါက်ပေါက်ပွင့်လှူလို့ရတယ်နော်ပေါက်ပေါက်ဆုပ်လေးရှိပါလေနမောဒီဂါထာ ရုပ်ဖက်တည်းစေပူဇော်ရမယ်เนาะနမောတေကာထားလေးတွေကိုတလလုံးကိုဟိုပရိသုံးမှတ်ဖြစ်ဖြစ်ကိုယ့်ပဲဖြစ်ဖြစ်ပူဇော်စီခြင်းတယ်တကယ်ကိုအခက်ခဲတွေကလွတ်မြောက်သွားလိမ့်မယ်ပေါ့เนาะအဲ့ဒီခါကျတော့ဟိုတနင်္လာသားသမီးလေးအားလုံးရဲ့ဒါကကျတော့ခြေဘူးရအဟောလေးပဲဖြစ်ပါတယ်အားလုံး energy ကြိုက်ကြလိမ့်မယ်လို့မျှော်လင့်နေဒါကကျတော့ရှေ့အနာဂတ်ကိုဟောထားတာဖြစ်တဲ့အတွက်ပေါ့เนาะအာဒီခုတရက်နေ့ကနေစပြီးတော့30ရက်နေ့တလပိုင်းတရက်7လ ကနေ30ဆက်တလားထိကျုံးဝင်ပါတယ်ဒါလေးတွေကိုတတိထားပြီးတော့လှူဆောင်ကြစေချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပြည့်စုံကြွယ်ဝပုံများပြည့်စင်ကြပါစေရှင်